ဒီတာဝန်ယူတဲ့တာဝန်မဲ့အကြီးကြီးတွေကြောင့်ကျွန်တော်တို့ဒုက္ခရောက်နေရတဲ့ဆိုတဲ့အကြောင်းကိုအထက်လူကြီးမင်းမေစုနဲ့နိုင်ငံတော်သမရတို့သိရှိပါစေရန်ကျွန်မရဲ့ဒီအရင်ပြီးတော့ပြင်ပြခြင်းနဲ့ဖြစ်ပါတယ်ရန်ကုန်ကားပလာဇာအဆင့်မြင့်အဆောက်အုံစီမံကိန်းဟာရန်ကုန်စီပင်နဲ့ Ground Development Company တို့ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီးစီမံကိန်းအတွက်ဟန်တာဝရီကားရောင်းဝယ်ရေးစခန်းကစိုင်းကန်းပိုင်ရှင်တွေကိုနေရာရွှေ့ပြောင်းခိုင်းခဲ့ပေမဲ့သူတို့ရဲ့နှစ်နာမှုအတွက်ဖြည့်ရှင်းပေးတာမျိုးမရှိသေးဘူးလို့ မူလဆိုင်ကမ်းပိုင်ရှင်တွေကပြောဆိုခဲ့ပါတယ်။စီမံကိန်းတာဝန်ရှိသူတွေဘက်ကပြောဆိုထားတဲ့ဂရိကဝတ်တွေကိုအခုတော့ညှင်းဆန်နေပြီလို့ပြောပြခဲ့သူကဒေါ်မေဆွေပါ။တို့ပေးထား ဲ့ဂရိကုံကကကျမတို့ကိုဟလာဟန်တာဝရီဒီစီမံကိန်းကြီးပြီးသွားလို့ရှိရင် တိုင်းစစ်တီကပလာဇာဆိုရယ်စီမံကိန်းကြီးပြီးသွားလို့ရှိရင်ဒီဆန်ကမ်းပေါင်း100ကျော်ကိုပြန်ပြီးတော့နေရာချထားပေးမှာပါဘာမှမစိုးရိမ်ပါနဲ့မိသားစုတပွဲသူတို့ဆက်လက်ဆောင်ရွက်သွားမှာမဟုတ်ဘူးမှနင့်နောင်မရှိရစေပါဘူးဆိုရယ်ပြောထားတယ်ဦးကျော်စိုးပြင်းမှုကျော်စိုးရဲ့စကားရယ်နောက်တော့အခွန်ဌာနမှဦးကျော်မင်းလက်ရှိတာဝန်ထမ်းဆောင်နေပါတယ်အဲ့ဒီဦးကျော်မင်းကလည်းဒီဆန်ကမ်းပေါင်း100ကျော်ကိုပြန်ပြီးတော့နေရာချထားပေးမှာပါကားပွဲစားတန်းကိုကျွန်တော်တို့ကအစ်မြင့်ပေးလိုက်တာပါဆိုပြီးတော့ပြောထားတာရှိပါတယ်ဒါပေမဲ့ဒါတွေကိုဦးကျော်မင်း တွေ့ရခါမှာဥကြုံမင်းကသူမပြောပါဘူးလို့ပြောင်းညင်းလိုက်ပါတယ်။ဒါပေမဲ့ညင်းလည်းမတော့ဂိမ်းဆိုင်ပါဘူး။ဂိမ်းဆိုင်ပါဘူး။မတော့ကိုရောက်မဲ့နေရာကိုပဲမတော့တောင်းပါမှာ။စခုနှစ်နှစ်နီးပါးကြောင်းအခြေချလုတ်ကင်ထားတဲ့ဆိုင်ကန်းပိုင်ရှင်တွေကိုစီမံကိန်းအတွက်ယာယီရွှေပြောင်းပေးခဲ့ပေမဲ့ဆုံးရှုံးမှုတွေအတွက်တေချာတာဝန်ယူမှုဘာမှမရှိတာကြောင့်အဆင့်ဆင့်တိုင်ကြားမှုတွေတော့လုပ်နေကြပါပြီ။ သူတို့ဘက်ကနေတင်းကြပြကြတဲ့အဖြေမရတဲ့အခါမှာဒါကြီးကပြီးသီးသွားရင်တော့ကျွန်တော်တို့အပိုင်းကဏ္ဍတွေကမိမ့်မိန်ပြောက်ွယ်သွားမယ်လို့ကျွန်တော်စိတ်ထဲမှာထင်လို့ကျွန်တော်ဆန်ကန်းရှင်အများစုကနေပြီးတော့အန်တာရီဈေးဆိုင်အများကော်မတီဆိုဖွဲ့စည်းပြီးတော့ကျွန်တော်တို့ရန်ကုန်မြို့တော်စပင်းသားရဲ့ကော်မတီမြို့တော်ဝင်လိမ့်မှုပြီးတော့ကျွန်တော်တို့ကော်မတီဝင်3359စာရေးပို့ခဲ့ပါတယ်နောက်တစ်ခါတော့ရန်ကုန်မြို့တော်စပင်းသားရဲ့ကော်မတီတော်ကမြို့တော်ဝင်ဒီမလုံလောက်ပါဘူးဝင်းကြီးချုပ်ကိုလည်းရန်ကုန်တိုင်းစိုးရွားဖွဲ့ကိုလည်းထပ်တင်ပါဆိုလို့ကျွန်တော်တို့2016 ဇန်နဝါရီ29ရက်မှာတခါထပ်တင်ခဲ့ပါတယ်နှစ်ချိန်ရှိပြီဒီအစိုးရတဲ့လက်ထက်မှာလဲလူတော်ဝန်ဝင်ကြီးချုပ်နိုင်ငံတော်သမ္မတနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်အထိဟိုစာရီတင်ခဲ့ပြီးပါပြီ ကျွန်တော်တို့ပြည်သူများရဲ့တိုင်ကြားတာကော်မတီကိုလည်းကျွန်တော်တို့စာရေးထပ်တင်ခဲ့ပြီးပါပြီ။ဒီလိုတင်တဲ့အနေအထားမှာကျွန်တော်တို့9ရက်9 2016မှာသက်ဆိုင်ရာခွန်ဌာနဦးကပဲတွဲส่งဆွေးနွေးကြမှာလေဆိုလို့ကျွန်တော်တို့တွဲส่งခွင့်တောင်းပြီးသွားတွဲส่งဆွေးနွေးတခုပဲရသေးပါတယ်။အဲ့ဒီပုံမှာလည်းကျွန်တော်တို့ကျွန်တော်တို့ဘက်ကတိကျဖြေထားတဲ့အဖြေမရရှိခဲ့ပါဘူး။ရန်ကုန်ကားပလာဇာအစ်မြင့်စီမံကိန်းဟာစီမံကိန်းပြီးစီးလူဖြစ်နေပေမဲ့ဖယ်ပေးလိုက်ရတဲ့ဆိုင်ကမ်းပိုင်ရှင်တွေကို ဘလို့အကြောင်းကြားမှုမျိုးမှမရှိတဲ့အတွက်အခုလိုသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။